မနက်စာရှမ်းပိန်မုံပူပူအီးချူချိုလေးစာအားတွေဖြစ်ပြီးတောင်ကြီးရောက်ရင်ဖြစ်မနေရောက်ဖူးရမယ့်နေရာတစ်ခုနဲ့ည7:00နာရီကျော်လောက်ထိလူတွေစီကားတက်တဲ့တောင်ကြီးအိုရှင်နာညာစီမှာဝါးဒီဆွဲမယ်။မင်္ဂလာပါရင်နာပါပြန်လည်ရောက်ရှိပါပြီ။ရှမ်းသူရှမ်းသားတိုင်းရဲ့မပါမဖြစ်မနက်စာခေါ်ပုတ်လေးကိုမိဖို့လေးမှခင်ပြီးတရားလေးဖြူရင်စားရတာတကယ်ရတာကိုရှိလို့ရှမ်းစားစာတွေဆိုဘာလို့စားရလဲကိုမသိလို့ရန်ကုန်မှာဆိုလက်ဆောင်ရတိုင်းတမိုးနားမလဲခဲ့တဲ့ရင်နာတောင်ကြီးရောက်မှာပဲ။ရှမ်းသားလေးတယောက်တော့ပိုင်ဆိုင်သွားချင်တော့တယ်။အဲ့လေ။ ဒီလိုနဲ့ညနေခင်းလေးရောက်တော့တိုင်ပင်ထားကြတဲ့နေရာစီကိုဒိုးဖို့တာဆုံနေပါပြီ။ဖိုတိုဗီဒီယိုရှုဖို့အသင့်တော်ဆုံးတောင်ကြီးရဲ့အထင်ကြီးနေရာတစ်ခုဖြစ်တဲ့တောင်ကြီးဘူတာမှာဟိုလျှောက်ဒီလျှောက်လက်ပတ်ဆက်ဆိုရင်ဘာညာအတာဖိုတိုရှုပါလေ။ ရှမ်းပြည်နယ်ကိုဘလောက်ထိသဘောကြလဲဆိုအဲ့ဒီကြောက်စစ်တဲ့ခဲစူးလေးတွေဝါစာအိတ်ထဲကောက်ထည့်ချင်သွားတဲ့အထိဆွဲလန်းမိတယ်ဒါတွေကိုစိုင်းတယောက်ပဲသိနိုင်ပါမလဲတောင်ကြီးရဲ့ရာသီဥတုကတော့ရှိနေမှာပြောခဲ့တဲ့အတိုင်းနည်းနည်းလေးလျှောက်တာနဲ့ချွတ်ထွက်တဲ့ရင်နာလုံးဝအေးချမ်းချမ်းလေးလဲထွက်နိုင်ခဲ့ပါတယ်

အဲ့ဒီနောက်မှာတော့ဘဲရလာလို့ဘယ်သူမှမသိတဲ့ဆိုင်တယောက်ကိုနိုင်တကြီးကြီးနဲ့ဆောင်းဆိုင်ရင်ဆိုင်ချစ်တဲ့ရနာလေးကနောက်ထပ်တစ်နေရာစီခီးဆက်ပါပြီ။ဒီချိန်ပိုင်း online စုံစမ်းတာမှာတောင်ကြီးမှာရှာရှာပပနှစ်ခုပဲရှိရဲဆိုပါရယ်အဲ့ဒီနှစ်ခုကလည်းဘိုကင်းဂျုံမတင်တာကြောင့်မရလိုက်တာနဲ့တူပီထားမှာပဲလို့ရရှမ်းသချင်းလေးရည်နဲ့စီးနှားလေးတွေကိုရမကြီးနဲ့ခံစားရင်စုတော်ငွေတွေပေးရခဲ့ပါတယ်

唱了。都热。都热唱了。都热没啥的。古玩古玩，我的古玩。没叫他们。不能叫他们耍的。好的。好的。

ကြီးကပန်တော့ဒီကအေးစီနေဟုတ်နေလေဒီတော့မှာထူထောင်းရတာအေးချန်ကုန်မှာဆိုဂေါ်လီရိုက်ချိန်ပြီးမယ်မမေစုလိမ့်မယ်ဖြစ်နေတာကြောင့်ခရီးစဉ်တွင်ည7ကျော်ထိအပြင်မှာချိန်နေကုန်ဆုံးမှုတွေရှိအောင်ကုန်ဆုံးခဲ့ပါတယ်။ဆိုဒီတော့စကားတွေအများကြီးပြောရင်မှားတယ်အများကြီးပါမှာဒီလောက်နဲ့ပဲညုံခုတ်လိုက်ပါတယ်။ဒါနဲ့ရှမ်းပြည်တောင်ပိုင်းခရီးစဉ် day 3 blog တွေကတော့ဒီလောက်ပါပဲ။နောက်ထပ် blog တွေနဲ့အတူဆိုင်းချစ်တဲ့ရန်တာလေးပြန်လာခဲ့ပါမယ်။ So don't forget to subscribe and follow Sleep Tight Catch you later. Bye.